ဟေးမင်္ဂလာပါဗျာကျွန်တော်တို့ဒီတောင်းသားကြောင့်သူတွေပေါ့နော်ခလေးကိစ္စတွေကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့နင်းနေနားထောင်ကြည့်ရမှာဖြစ်ပါတယ်နော်ဒီကြောင်းခလေးတွေကိစ္စပေါ့နော်ဆိုတော့ဆရာမကြီးနောက်ဆုံးမှာပြပြလေးလေးဖြည့်ရှင်းပေးလိုက်ပြီလို့ဆိုပြီးတော့လည်းပဲနော်ကြိုးကြောင်းဆက်ဆက်မှုရှိတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့နားထောင်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ပြပြလေးလေးဖြည့်ရှင်းလိုက်ရေပေါ့နော် အဲ့ဗီဒီယိုကိုနားထောင်ပြီးတော့ကျွန်တော်တို့ဟာဘလို့အဆင့်အထိရောက်တော့တည်းဘလို့ပြည်လေတော့တည်းဆိုတာကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ်အလုံးမင်္ဂလာပါရှင်ဗုဒ္ဓတကူပြေးချမ်းသာကြပါစေပြပြမယ်နော်မနက်မနေ့ကပို့ကျင်ထားတာလေညာရီမချိုးစက်တနာလောက်မှဒါပြီးမေးကြရောဘယ်เจ้าကလဲဘယ်ကเจ้าကလဲပေါ့နော်အဲ့ဒါအခုပြပြမယ်ဘယ်เจ้าကလဲဆိုတော့ဟိုကတော့ဆရာမရဲ့ကို respect ထားလိုက်တာ နော်ကိုကြီးမလည်းចောင်းဆင်မှာကိုကိုတိုင်းလည်းစာတင်နေလူကွာចောင်းဆင်မှာတော့မဟုတ်ပါတော့ကိုကအပြင်ကျူရှင်တင်နေဆရာမှာပြီးတော့ဘာခကြောင်းမှာလည်းစာတင်ခဲ့လို့ကိုကောင်းကောင်းနားလေတယ်ကလေးကြောက်ဘလို့ရိုက်တင်နေဘလို့ဆုံးမတင်နေဆိုကိုနားလေတယ်လို့ပါမင်းနေဆရာမှာကြကိုထွက်ပုံနားလေတင်နေဘာဖြစ်လဲဆိုတော့သူတို့တွေကចောင်းနေမှာ chain ပေါ်တော့ကလေးနဲ့ပတ်သက်တဲ့စိတ်ပညာသူတို့တင်ခဲ့ရပြီသားအဲ့တော့ဖြစ်တော်အားဒီလိုဗီဒီယိုကတော့ရှင်းပါနော်ဆီရှင်းပါကြည့်ပြောပြမယ်။ဟုတ် အရက်ခံရတဲ့ကလေးလာပြေဝန်ဆိုတာကမနှမ်းရဲ့မွေးသားသမီးဆိုလည်းဟုတ်တယ်။ဆွေမကင်းမျိုးမကင်းဆိုလည်းဟုတ်တယ်။နော်ဘလောင်မလေးမနှမ်းတော့အိမ်မှာနေတာကြောင်မုတ်ဖိခင်၃ရက်နေကြောင်တက်မှဆို၄ရက်နေမှမနှမ်းအိမ်ကနေသူ့အိမ်ကိုတွားလာသူ့အိမ်နဲ့ကြောင်နဲ့နေလို့အမှထားလာအဲ့ကလေးလေးကမနှမ်းရဲ့ပို့စင်မှာချင်းတွေ့မှာပါကလေးကတီးတီးဖြောင်းဖြောင်းလေးမနေ့ကညမှသူရိုက်ခံရတယ်ဆိုတော့သူ့မိကဖုန်းဆက်တာဖုန်းဆက်တာကြည့်လို့သူ့ဖိနဲ့မိကပညာရေးမှုရုံးကိုတွားဆိုင်နေတဲ့ ဆံမလည်းလက်ချံသွားမလို့ဆိုတော့ကိုကပြောတာသွားပိုင်တဲ့လူဆိုဘာပဲပြောပြောတိုင်ခိုင်းတဲ့ဆံမမှလည်းမကောင်းဘူးပြီးတော့မှအဆင့်သွားလို့ကြော်လို့မရဘူးကွာဘာပဲပြောပြောဖြစ်ပြီဆိုရင်အုတ်ထင်းတူဖြစ်တဲ့เจ้าကိုအရင်သွားတွေ့ရမယ်ကွယ်အဲအကြောင်းမလို့ဟုတ်ပြီမတော်နဲ့ငါနဲ့ဆံကလိုက်ခင်မယ်เจ้าကိုအရင်သွားတွေ့ပြီးမယ်ပေါ့အဲ့လိုမျိုးဆိုအဲเจ้าကိုတော့တွေ့တာတော့တွေ့တော့ဆံမကြီးကဖြစ်ရတဲ့ပြဿနာကိုတော့ပြောပြမယ်ဒီနေ့ဖြစ်ခဲ့တာကိုပြောပြမယ်အဲ့ဒီဆရာမကြီးကနေ့လည်းနှစ်နာရီပြန်ချိန်တယ်။မနေ့လို့ပြောတာကခလေးကိုအလောက်ရိုက်လိုက်တယ်။ပါလဲရောင်နေတယ်။ခြေထောက်မှလည်းအညိုကွက်ကတလောက် အစင်းလိုက်တယ်ရိုက်ချလာတစ်ဖက်ကို၅ချက်၆ချက်အဲ့တော့မနဲ့ပြောတာကတခါတည်းခေါ်ပြီးအဲ့ဆီယမ်မာကိုကောင်းကောင်းမွန်မွန်ပေါ့ဆီယမ်မာကြီးကျမဖိုင်ကူပြပါပါညာနဲ့ကောင်းကောင်းမွန်မွန်ခေါ်ပြီးဆိုတော့သူကညစ်တဲ့နနာကြီးတဲ့ဟုတ်ပြီညစ်တဲ့နနာကြီးဆိုလည်းမနဲ့တော့ပြန်ထွက်လာတယ် AC ပဲဒါပေမဲ့ပြန်စင်းစားတာညစ်တဲ့နနာကြီးမှပြန်ရှင်းပေးမဲ့ကိစ္စမှာသူကသူ့ဆီယမ်မာကိုခုံမဲ့မဲ့ကိစ္စမှာဒီကလေးကိုကြောက်မှမနဲ့မထားခင်နိုင်ဟုတ်တယ်နော်ဒီကလေးကိုမနဲ့မထားခင်နိုင်ဘူးဖြစ်တဲ့ပြဿနာကိုလည်းဆီယမ်မာကြီးကသူမတိသေးဘူးလို့ပြောတယ်အဲ့တော့မနဲ့မထားခင်နိုင်အဲ့ကြောင့်မနဲ့ကလေးကိုပြန်ခေါ်လိုက်တယ် ြန်ခေါ်ပြီးကလေးကိုမနေ့တော့ခေါ်လိုက်တဲ့အချိန်မှာအတတ်မဲ့ဆရာမကမတွေ့ဘူးအတတ်မဲ့ဆရာမကမနေ့မတွေ့ဘူးမတွေ့တော့အတတ်မဲ့ဆရာမကတို့မေးမှမနေ့အခန်းထဲချောင်းချစ်အချိန်မှာဆရာမအနောက်ကနေဝင်လာပြီးတော့ဒီမှာဒီမှာတဲ့မနေ့တော့ငါဖြစ်တဲ့ပြဿနာကတဲ့တတောင်းတတေရှိတဲ့ဘာညာနဲ့မနေ့ကလက်ညှိုးယူထိုးပြီးအော်ရောအော်ရခါကျတော့မနေ့ကတော့မပြောဘူးဘာလို့လဲဆိုတော့အဲ့ဆရာမကအခုက20ကျော်ကွာမနေ့က90လားကန်နေပြီမနေ့မွေမနေ့သမီးလောက်ရှိတယ်အဲ့တော့မနေ့ပြောတာလက်ကလိုက်တယ်ဆရာမကကျမဆရာမကိုဒီပြဿနာနဲ့ပတ်သက်ပြီးဘာမှလာပြောတာမဟုတ်ဘူး ျမကကလေးကိုပဲပြန်လာခေါ်တာပါလို့မနက်အဲ့လိုပြောလိုက်တယ်ပြောရင်မနက်ကလေးကိုပြန်ခေါ်လိုက်ချင်မှာကြောင်ကြီးကအဲ့ဒီအခန်းရှိတီလိုက်လာပြီးတော့မှအဲ့တော့တော့ဖြစ်နေတာဆိုရင်လည်းနေ့လည်းမခေါ်မယ်ဆိုတာကိုဖြစ်နေတာဆိုအခုချက်ချင်းရှင်းပြမယ်ဆိုရင်ရှင်းပြလိုက်တာအဲ့တော့မနေ့တော့ရှင်းကြပြကြတယ်ပေါ့နော်ဆင်မလေးကငယ်လေးတယ်ကွယ်တကယ်ငယ်လေးတယ်ငယ်လေးတော့ तू ကအရင်ဆုံးကိုယ်လူကြီးလားလုံးဝ ဒေါနာထွက်တယ်ဒေါနာထွက်မှာပေါ့သူ့အနေနဲ့လဲသူတောင်းသားရိုက်တာဒီလိုလာရှင်းရကောင်းလားဆိုသူဖြစ်မှာပဲပြီးတော့သူကဆီယမကျောင်းကြီးရဲ့အရန်အားကိုရတဲ့လက်ထောက်ဆီယမလို့လဲအများပြောကြတယ်မနဲ့မတိပါဘူးအဲကြောင့်အဲ့မှာသူကဘယ်လိုပြောလာလဲဆိုတော့မဆိုင်နာလေးမှာပါလာတယ်မနန်းကပေါ့အဲ့ဒီကြောင်းကဆီယမကြောက်ကိုညိုင်းမချုံမနန်းဟိုးဆက်တိုင်နေပေါ့သူဗီဒီယိုပေါ့ပြောတာလေပေါ့တိုင်တယ်ဆိုသူကတခုပြီးတခုတူထုတ်ပြောလာချင်တာအဲမနန်းပြောလိုက်တာဆီယမဆီယမတို့ပြောပြီးချိုးချမပြောမယ်နော်ခလေးကဆီယမကိုပြန်ပြောလို့ဆီယမပါရတဲ့တဲထားလိုက် သူဘာဖြစ်လို့ကျမပန်ပြောဘာပြန်ပြောလဲကျမမမေးဘူးအခုကျမဒီကျောင်းကိုလာလာတော့မှဆရာမကဒေါရတလောက်ထွက်ပြီးကျမကိုငန်းငန်းငန်းနဲ့ကျမရန်စိတ်တူကဒီကလေးလက်သူဒေါရဖြစ်လို့ဒီကလေးတိတိလေးကဆရာမကိုပြန်လုတယ်ဆိုရင်တော့မှရန် sorry ပြန်လုတယ်ဆိုတာဒီလိုပေါ့နော်မချိမငန်းပြန်ပြောရဲဆိုတော့မှဒီတက်အွေနဲ့ဒီတက်အွေနင်မငန်းဆောက်တော့ပြန်ပြောမှာမဟုတ်ဘူးပြန်ပြောလို့ဆရာမရိုက်လိုက်တယ်ဆိုလဲ၄၅ချက်ရိုက်ပြီးမနေ့ပြန်ပြီးမှ pocket ဆိုရင်လေအုတ်ထင်းလူတွေကလာမှာပေါ့ဆရာမရေဘာဖြစ်လို့အဲ့တော့ဒီကြွဲရိုက်နှွားရိုက်ရိုက်တာတော့ကျမတို့အဲ့ဒါလေးပဲလာမေးတာပါလို့ ဲ့ဒါပြောတဲ့သူကမြားငါခါမလဲသူသူခါလာသူပေါ့နော်ငါခါငါလို့သူမပြောဘူးကျမတို့ရဲ့အခန်းထဲမှာဗီဒီယိုကောပြောတာလို့လည်းဖုန်းဆက်ပြီးတိုင်နေပါ냐သူကပြောလာတော့မနေ့ကပြောတာဟုတ်ပြီဆံမရဲ့အကြောင်းကိုကျမကဖုန်းမဆက်ဘူးကျမညီမလည်းအကြောင်းအုပ်ပဲဒါပေမဲ့အဲ့ကိစ္စကိုဒီကိစ္စကိုသူမတည်ဘူးကျမကကျမလာခဲ့တယ်ဒီအကြောင်းကိုဆံမတို့ရဲ့အကြောင်းမှလည်းကျမနဲ့ပတ်တနာကြတဲ့ဆံမတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့လို့ရှိတယ်ဆံမတို့ရဲ့အကြောင်းမှဖုန်းနံပါတ်ကိုကျမမတားဘူးကျမဘုသူ့ကမှဖုန်းမဆက်ခဲ့ဘူးကျမကိုယ်တိုင်မနေ့ကင်းထလာတာဖြစ်တယ်အဲ့တော့ဆံမက ကိုကျမကဖုံးဆက်တိုင်တယ်လို့ပြောရင်အဲ့ဒီဆီယမအကိုခေါ်ခဲ့ပါကျမနဲ့ရှင်းပါမယ်အဲ့ဒီဆီယမအကိုကျမဖုံးဆက်ပြီးတိုင်တယ်ဆိုရင်ကျမဆီယမအကိုတောင်းပန်ပါမယ်အဲဘာဖြစ်လဲဆိုတော့ကျမဖုန်းမဆက်ခဲ့ဘူးဆီယမရဲ့နာမည်လည်းကျမမသိဘူးဆီယမရဲ့ဖုန်းနံပါတ်လည်းကျမမသိဘူးဆီယမရဲ့အကြောင်းအကြီးရဲ့ဖုန်းနံပါတ်လည်းကျမမသိဘူးလို့အဲ့လိုပြောတယ်မှသူကရတယ်တဲ့ကျမခါကျမရှင်းလိုက်မယ်တဲ့ဆီယမကလို့အဲ့လိုမပြောနဲ့ကျမကလေလို့မန်နဲ့အတိုင်းပဲကြိုက်လို့ကျမကပြောရင်ကျမခါရေဆုံးမြေဆုံးလိုက်ရှင်းတတ်တယ်အခုဆီယမကျမဖုန်းမဆက်ပဲဆက်တယ်လို့ဆီယမပြောတဲ့အတွက်အဲ့ဒီဆီယမကိုခေါ်ခဲ့ပါကျမရှင်းမယ် ကျမမားတယ်ဆိုခုကျမတောင်းမယ်မယ်နော်လို့ဆီယမမားတယ်ဆိုဆီယမတောင်းမယ်ဆိုမှကျမပါကျမရှင်းမယ်ဆိုသူထွက်သွားလိုက်တယ်ထွက်သွားပြီးတော့သူပြန်လာတယ်ဆီယမပြန်လာပြီးတော့ဒီပါလာပြောလဲဆိုတော့ကျမဆက်တာမဟုတ်ဘူးတဲ့မင်းနဲ့ဆက်တာမဟုတ်ဘူးတဲ့ဆက်တဲ့လူကတော့ဘာလို့ဆိုလားမသိပါဘူးတော့ပါအေးအေးဆန်းဆိုလားဆန်းဆန်းအေးဆိုလားဒီအဲ့လူကဆက်တာအဲ့ဒါဆိုရင်ကျမမဆက်ပဲနဲ့ကျမဘာလို့ကျမကိုရှင်လုပ်တာလဲလို့အဲ့တော့ဒီပြဿနာရဲ့စဉ်းမြစ်ကိုကျမပြောပြနာမည်ဝန်ဆိုတာကအိမ်မှာခေါ်ထားတဲ့တမိလို့ခေါ်ထားတဲ့ကလေး မနေ့ရဲ့ဗီဒီယိုဒီမှာသူပါတက်တယ်ခေါ်ထားတဲ့ကလေးကိုဒီကလေးကသူ့ရဲ့အတန်းမှာနေတာအတန်းမှာနေတဲ့ဥစ္စာကိုတခြားအတန်းကကလေးကသူ့စီကိုလာလာလာတော့သူ့ဘလို့ပြောလဲဆိုတော့နာပြေဝန်တဲ့နေငါတဲ့လူရည်သုံးလားကိုတဲ့အိမ်မှာသူများအိမ်မှာကျွန်းသွားလို့တယ်တဲ့အလုပ်သွားလို့တယ်တဲ့အိမ်ခေါ်သွားလို့တယ်တဲ့အဲ့ဒီအိမ်ကကလေးတွေကလည်းနှစ်ရက်ပေါင်းပြီးကိုဆက်ချွတ်ကြတယ်တဲ့ဟောကျွန်းသွားလို့တယ်ပေါ့အဲ့လိုပြောတော့လာပြေဝန်ကမနေ့ရက် သူမတွေကရှင်းတာငါကျွန်တော်လို့တာမဟုတ်ဘူးငါအလုပ်ပါလုပ်တာလည်းမဟုတ်ဘူးအဲ့ဒါငါဆီယမအိမ်ငါဆီယမနဲ့တွားနေတာចောင်းပိတ်တော့ပြီးတော့အဲ့ဒီအိမ်မှာခလေးဆိုတာလည်းတယောက်မှမရှိဘူးငါတယောက်ပဲရှိတာငါ့ကိုလည်းဘယ်သူမှဘောင်းမီမချွတ်ဘူးလို့လက်ပြုံးကပြန်ပြောတယ်တဲ့ဒါကလက်ပြုံးပြောတာတော့ပဲမနေ့နားထောင်ခဲ့ရင်မနေ့ပြောတဲ့စကားကတစ်ဖက်တည်းဖြစ်မယ်အခုကကចောင်းမှာအဲ့ဒီသူ့ကိုအဲ့လိုလာပြောတဲ့ခလေးကိုပါခေါ်ပြီးမှညနေချင်းတိုင်းရှင်းလိုက်လို့နှစ်ခုနှစ်ဖက်ပြောတဲ့စကား ဲ့လိုပြောတော့လပြေကငင်းတာငင်းတဲ့ခါကျတော့တခန်းအတူကတငယ်ချင်းတွေဝိုင်းပြီး "तू အဲ့လိုပြောကြတာဗော"ဟိုကောင်မလေးစကားလိုက်ပြီးမှ "तू ကစိတ်ကူးပြီးခုံကိုထုချလိုက်တာ"ထုလိုက်တော့ပဲကြောက်မခုံကဒီလိုနှစ်ချမ်းဆက်ထားတဲ့ခါကျတော့ထုလိုက်တော့ဟသွားမှာဗော။ပွဲတော့မတော်ဘူး။ဟသွားမှာဟသွားပြီးတော့လပြေကလည်းခုံကိုထုလိုက်တော့အကုန်လုံးကငင်းပြီးထွက်သွားကြတယ်တဲ့။အဲ့ဒါနဲ့ "तू ကသူ့ရဲ့ဒီတခြားတန်းကကျမ"သူ့လာပြောတဲ့ကောင်မလေးရဲ့အတမ်းမှန်ကျမ"ဗော"သူကသွားတာ ဆံမားတဲ့ဆံမတန်းကားတဲ့ဒီကောင်မလေးကတမီးကိုဒီဒူဒူလိုလာပြောတယ်တမီးကတ냐ကြီးမှာကျွန်းွားလို့တာမဟုတ်ဘဲနဲ့တမီးကိုကျွန်းွားလို့တယ်လို့ပြောတယ်ခါညာတော့တိုင်တော့အဲ့ဒီဆံမားလည်းပြောလိုက်တယ်တဲ့နင့်ဆံမားနာမနင်းတိုင်ကြီးလို့ပြောလိုက်တော့သူကလည်းအခက်နဲ့မှပြန်လာထိုင်နေလို့သူ့အတန်းလိုက်ဆံမားခုနကဟိုဘယ်လိုမှမလဲသူ့ရဲ့အတန်းလိုက်ဆံမားကလာပြီးတော့မှလက်ပြေဝန်နင်းလာတဲ့နင်းမလို့ခုန်ထုတာလဲလို့ပြောတော့လက်ပြေဝန်ကလည်းစိတ်တူလို့ထုတယ်လို့ပြောလိုက်တယ်တဲ့ အဲပြောတဲ့အချိန်မှာသူကရှင့်လို့မထည့်လိုက်ဘူးတဲ့တမိစိတ်တို့လို့ထုတယ်ပေါ့အဲ့လိုပြောမှမပေါ့အေးတဲ့နေရထုကြလားဆိုကလေးကိုရိုက်တာခြေတော့မှလည်းရိုက်ထားတယ်မနဲ့မပြောသေးဘူးဆရာမမဟုတ်တမိပြောအောင်မယ်လို့ပြောမှလိမ့်တယ်ကလေးကနာလာပြီလေသူပြောမှအဲ့ခါကျတော့လေအဲ့လိုပြန်ပြောရကောင်းလားဆိုကလေးကိုပကြိုက်လိုက်တယ်တစ်ချက်တည်းမဟုတ်ဘူးနော်တစ်ချက်တည်းဆိုဒီနားတစ်ချက်ရအောင်အခုကဒီနားလည်းရအောင်လေဒီနားလည်းရအောင်တစ်ချက်တည်းမကလို့ရအောင်အဲ့တော့မနဲ့တော့အနေနဲ့ကဟုတ်ပြီဒီကလေးကိုရိုက်တာမနဲ့မပြောဘူး तू အပြစ်ရှိလို့ရိုက်တာရိုက်ဒါပေမဲ့ ဘာဖြစ်လို့အဲ့လောက်ဒီညိုမဲအောင်ရိုက်လာတာလဲဘာဖြစ်လို့ပါအောင်ရိုက်တာအမှန်ဆိုလို့ရှိရင်ဆီယမ်မတယောက်နေနေကမင်းရမယ်မင်းဘာဖြစ်လို့ဒီလိုခုံခုံထုရလဲဒီလိုဒီလိုဖြစ်တယ်ဆီယမ်မအဲ့လောက်ဆိုရင်ကိုကြောင်းလူနဲ့ဒီလိုမျက်နှာချင်းနိုင်ရှင်းရမယ်မဟုတ်ဘူးလားအဲ့လိုတော့ပြောတဲ့အခါကျတော့ဆီယမ်မကြီးကဘယ်လိုပြောလဲဆိုဆီယမ်မအမလို့နားလျောင်ကျမပြောပြမယ်တဲ့ကျမတို့မှာတကြောင်မှာတခန်းမှာဆီယမ်မရောက်80ရှိတယ်တဲ့ကျမတို့မှာဒီလိုရှိရဒီလိုပြဿနာရှိရတော့နည်းနည်းလူကလေဒေါတာနည်းနည်းဖွက်ချင်တယ်အဲ့တော့မနေ့ကပြောလိုက်တာ ဆရာမကြီးကျမအခုလာတာဆရာမကြီးကိုရန်တွေ့တဲ့ပုံပေါက်လားကျမရန်မတွေ့ဘူးနော်ကျမပြပြကျမဆရာမကြီးတခမ်းမှာအယောက်90ပဲရှိအယောက်900ပဲရှိရှိကျမရဲ့အဖြစ်မဟုတ်ဘူးလေလို့ခလေးရဲ့အဖြစ်လည်းမဟုတ်ဘူးလို့ဆရာမတို့မှာဒီအယောက်90ရှိလဲဆရာမတို့ထင်ရမှာပဲအယောက်900ရှိလဲဆရာမတို့ထင်ရမှာပဲဒါပေမဲ့ကိုယ့်ရဲ့ကိုကြီးကိုတာခန်းစားချက်နဲ့ဆိတ်ရှုပ်တာနဲ့ဒီခလေးကိုဒီလိုမျိုးရိုက်လိုက်လို့မရဘူးလေလို့ ျမတို့လည်းပညာရေးသားပိုင်းကလာတာဆရာမကြီးပြပြလေးလေးစဉ်းစားပေးပါအခုကျမတို့လာတာကရရကောင်းလားလို့ရန်လာတွေ့ရတယ်လို့သူကပြောတာကျမဆရာမကိုရန်လာတွေ့ရတယ်ကျမလက်မခံဘူးတဲ့ဆရာမကြီးကျမရန်လာတွေ့ရပုံပေါက်လားဆိုတော့နည်းနည်းပေါက်တယ်တဲ့နည်းနည်းပေါက်တယ်ဆိုမနဲ့အောင်ပြောရမှာမဟုတ်ဘူးမနဲ့နဲ့ပါလာတဲ့ចောင်းသားမိပါကသူကဈေးရောက်တဲ့လူဆိုတော့အပက်ရှာပက်ရှိတယ်သူကသူ့ကိုပြောတာအကြောင်းကျမပြောတာမညီမအနေမပြောနဲ့မပြောမယ်ခလျာကနဲ့နေတာဆရာမကြီးကျမပြပြလေးပဲပြောတာအဲ့လိုပြောပြီးတော့သူ့ဆရာမလည်းရောက်လာကြတော့တကယ်ရန်တွေ့ရကသူ့ဆရာမဖြစ်နေတယ် ရှမချီမြင်နေတော့လို့ကျမရံမတွေ့ဘူးနော်လို့ရှမချီရဲ့လက်ထောက်ကကျမကိုဆောင်းငန်းဆောင်းမဲနဲ့ရန်သူလိုပြောနေတယ်အဲ့တော့ကျမပြောတာဆရာမလို့ကျမစေတနာနဲ့ပြောတာဆရာမကကျမမွေးကျမသမီးလောက်အရွယ်ပဲရှိတယ်ကျမတို့ကအပြင်လူကျမတို့ကထောက်အပြင်တမ်းမရှိဘူးကျမတို့ကအနာခက်ရှိတယ်နော်လို့ကျမတို့ကဆရာမကို respect ထားလို့ကျမဒီကိစ္စကိုလိုက်မော်ပြလိုက်တယ်ဒါပေမဲ့ကျောင်းနာမည်လည်းကျမမထည့်ဘူးကျမနာမည်လည်းမထည့်ဘူးကျမဒါ respect ထားလိုက်တာညီမချင်းကိုချင်းစာလိုက်တာလို့ ခုကျတော့ဆီမားကကျမညာလို့လဲဆီမားစဉ်းစားကြည့်တရားကဆီမားရဲ့သားသမီးပဲဒီကလေးကဆီမားကြောင်းမှနေရသူ့မှာလူကြားထဲမှာနေဖင်ချွတ်ခံရတယ်နေကြုံလို့ခံရတယ်ဆိုပြီးအချက်ပွဲခံရလို့သူဒေါ်လာပြပြီးခုံထုလိုက်လို့သူဒေါ်လာဖွင့်တဲ့အချိန်မှာဆီမားကမေမေမြန်းမြန်းနဲ့မင်းမောင်လို့ခုံထုလာလဲဆိုပြီးရိုက်လိုက်ရင်သူလည်းဒေါ်လာတပီဆီယမားကိုပြန်ပြောမိမှာပဲဆီယမားတော်မှကျမဒီကလေးကိုရရကောင်းလားဆိုကျမလာမေးတဲ့အချိန်မှာဆီယမားတော်ကျမကိုရန်သူကြီးလို့ပြောနေသေးတယ်လေလို့ဒီကလေးကတော့ဆီယမားကိုနင်မဲမဆပြောတာမဟုတ်တော့တပီစိတ်ကြုံလို့ထုတာ ဒီလောက်တော့သူပြောမိမှာပဲဆရာမအဲ့ဒီလိုပြောလို့ဆရာမရိုက်တယ်ဆိုငါချက်ပေါ်ဆရာမရဲ့လို့ပြီးမင်းခုံထုတယ်ကြောင်းပြူဒူပိုင်ဘာနာပြည့်စီပြည့်စီရွားတယ်မင်းမိမခေါ်ခဲ့ကျမတို့ခေါ်လာမယ်ကျမတို့မှာကျမတို့ထက်ပိုပြီးကလေးချောင်းနားလဲရမယ်ကျမတို့မှာကလေးစစ်ပညာတင်ထားရတယ်လေအဲ့လိုပြောတော့ကြောင်းကြီးကဟုတ်ပြီတဲ့ကျမလူရွားတယ်တဲ့ကျမမားပါတယ်တဲ့သူကပြောတာ။ तू तू ကဘယ်လောက်ထိပြောလဲဆိုတော့ तू မကယူထိုင်တော့တောင်းမှန်မယ်တဲ့သူအဲ့လိုပြောတာ။အဲ့ဒါမနဲ့ပြောတာ။မနဲ့မောက်ပါတယ်ပြီလေမို့ပြီးတော့မနဲ့ကအပြစ်မှာဇယောင်စားတဲ့လူ မနက်ညအစ်စ်နန်းရှိတဲ့မိမလည်းမဟုတ်တထေးလည်းမဟုတ်တကြွယ်လည်းမဟုတ်မနက်မှာတာမန်တူတူကိုလိုခွေးလေးတစ်ခုပဲရထားတာဟုတ်ပြီနော်တထေးလည်းမဟုတ်မနက်လိုမှာချမ်းသာတဲ့လူလည်းမဟုတ်တွေ့တယ်မနက်မမောင်မမလည်းတော့မပြောဘူးအကန့်လေးပဲဝင်တာအဲ့တော့ရှမာလို့အဲ့လိုပြောပါမယ်ရှမာတော့အနန္တနန္ဒာ၅ပါးခိုင်းဝင်လေကျမကခလေးကိုအဲ့လောက်ထိမရိုက်တိမှုလို့ပဲကျမလာပြောတာလို့ရှမာဒီကိစ္စကိုခေါ်ပြီးဆွေးနွေးပေးပါလို့ပဲကျမလာပြောတော့ချက်ချင်းမခေါ်ပြီးရတော့ရှမာလိုလားတာပေါ့လို့ ကျမကကျမတို့အချင်းဆွဲလိုက်တယ်လေနေ့လည်းနှစ်နာရီပေါ့ကျမချင်းဆွဲတာမဟုတ်ဘူးလေကျမတို့အလုပ်များတယ်ကျမတိတယ်ကျမအလုပ်များတာကျမတို့ခွင့်ကြောင်းနေဘလောက်အလုပ်များလဲကျမတိတယ်ကြောင်းသားတွေရဲများတယ်ဒါပေမဲ့ကျမကကြောင်းသားမိဘကိုတကယ်အလေးထားရင်ဒီကိစ္စကရိုက်လို့ဖြစ်တယ်ဆိုရင်ကျမဒီကလေးကိုခေါ်ကြောင်းသားဆရာမကိုလည်းခေါ်သူနဲ့ပြဿနာဖြစ်တဲ့ကလေးကိုလည်းခေါ်ပြီးမှဆရာမရှင်းပြရမယ်ဒါပေမဲ့ဆရာမကကိုယ့်ရဲ့လက်ထောက်ကိုစေတနာပို့လိုက်တယ် ကျောင်းမမိဘအလေးမထားလိုက်ဘူးအဲ့ဒီလိုဆရာမလုပ်လိုက်တဲ့အတွက်ကျမတို့ကခလေးကိုကျောင်းကနေခေါ်ပြန်မယ်ဆိုတဲ့အဆင်ကြီးဖြစ်သွားရတယ်လို့ဒါပေမဲ့ကျမလည်းကျမပြောတာမှားလားရှင်တောင်းပန်ပါတယ်လို့ကျမဆရာမလည်းစိတ်ကမှမဆိုးပါနဲ့ဒါကျမတို့နှုတ်နှစ်ကလေးနားလည်မှုလွဲတဲ့ကိစ္စပါလို့ပြောလိုက်တော့မှသူကအဲ့ဒီဆရာမကြီးကလာပြေဝင်နေဖြစ်တဲ့ကလေးကျောင်းကျောင်းလူတွေတောက်ပေါက်ခိုင်းမှာမေးတော့လာမေးတော့မှလာပြေဝင်ပြောတဲ့အတိုင်းပဲသူကလာပြေဝင်ကိုပြောခဲ့တယ်တဲ့အဲ့ဒီလိုအဲ့ဒီလို ဲ့လိုပြောလိုက်တော့လပြင်းကမလုပ်လဲလို့ပြောတော့လပြင်းကစိတ်တူကြီးခုံထုလိုက်တယ်တဲ့အဲ့ဒီအခါကျမှကိစ္စအမှန်ပေါ်တာအစနဲ့ငယ်သူမနဲ့လို့အဲ့လိုရှင်းပြလိုက်ရင်ပြီးပြီအဲ့တော့မနဲ့ကပြောတာဆရာမရေအတန်းပြောင်းပြိမယ်ဆိုလေလပြင်းကမပြောင်းချင်ဘူးတဲ့နော်သူများမိပါလားဆိုရင်လေတီတက်မှာဆက်ထားရင်ငါတို့ကလေးကိုညှို့မှာဆိုတဲ့ပါညာဆိုပြီးမှဆရာမကိုနင်ပဲမစပြောရင်အခန်းကျောင်းမှာကလေးမပြောင်းချင်ဘူးဆိုမနဲ့တော့အတိုင်းထားလိုက်တယ်ပြပြလေးလေးပဲပြောခဲ့တယ်ဆရာမကျမတမီးလေးရလေဆရာမတို့ရှင်မရောက်ဆရာမတမီးဖြစ်သွားတယ် ်ဆီယမသူကာကွယ်ပေးရမယ့်တာဝန်ရှိတယ်။အခုသူများတန်းကကလေးရဒီလို live မှာကျွန်လို့ဘာညာပြောတယ်ဖင်ချွခံရတယ်လာပြောတာကိုဆီယမကမမေးမမြတ်မကာကွယ်ပေးပေးနဲ့ဆီယမအလောက်ထိရိုက်လိုက်တယ်ခုံလေးထုလိုက်တယ်ဆိုတဲ့အဖြစ်နဲ့ကျမပြောတဲ့အတိအကျခုံပြက်သွားရင်ဆီယမရဲ့အစ်စ်ဆိုလည်းဝေပေးနိုင်ဝေပေးမယ်မဝေပေးနိုင်လည်းမနဲ့လို့ပြုတ်ပြင်းပေးမှာပေါ့ဆီယမကိုတားသမီးကိုအရင်မကာကွယ်နဲ့ဘာဖြစ်လို့ဆီယမအလောက်ထိရိုက်တာလို့အဲ့လိုပြောမှအမန်တော်လေးမနန်းကသူ့ကြောင်းကိုဖုန်းလဲမဆက်ဘူးတိုင်နေမတိုင်ဘူး သူဗီဒီယိုကပြောနေတယ်ကလေးမနဲ့မပြောဘူးတူဖာတာသူပဲကျမဗီဒီယိုကပြောတယ်လို့လည်းပြောတယ်ဘာသာသူပြောလာတာမနဲ့မသိသူဗီဒီယိုကပြောမှလည်းမနဲ့မသိမြင်လည်းမမြင်ဘူးအဲ့ဆရာမဘာလို့နေလဲလဲကိုမသိဘူးဟိုပြောမဲ့ဆိုအနောက်ငယ်ငယ်လေးဖြစ်မယ်လဲမနဲ့မချင်ဘူးအဲ့တော့မနဲ့ပြောလိုက်တာကျောင်းမအရောက်နေရတော့ရမနဲ့လို့လည်းထိန်ဘူးလေနော်90လောက်မပြောနဲ့ယာချီပြီးမနဲ့လို့ထိန်ဘူးလေဘာလို့လဲတိလားဘာလို့ယာချီပြောလဲအပြင်ကျူရှင်ဆိုတာကျောင်းထက်ပူပြီးခလေးများတဲ့ဘောပဲအခုအပြင်ကျောင်းနေဘယ်လောက်ကျောင်းသားများလေးတည်တယ်မလား ထိမ့်ဖူးတယ်ဒါပေမဲ့တခါမှအဲ့လောက်ကြီးကြွေရိုက်သွားရခဲ့ဘူးမရိုက်ဘူးရိုက်တယ်ဆိုရင်လည်းအပြစ်ကိုတေးရှာပြောရင်းမှဟိုဖက်လက်လက်ပတ်ဆိုပြီးမှတိတိချာချာရိုက်တာအဲဒီနေ့တော့ကြောင်းကြီးကအဲ့ဒီလိုပြက်တနာစားခဲ့တဲ့ကလေးမကိုခေါ်လိုက်တယ်သူငါးချက်ရိုက်လိုက်ခလေးရက်ခံရတဲ့အတွက်တော့ရင်ချက်မှမကောင်းဘူးဒါပေမဲ့ပြောခဲ့ပါတယ်အစမြင်ကြည့်အပြစ်ရှင်အပြစ်ရှိတယ်လို့အဲ့ဒီလိုရိုက်ရမှာဒီလိုမျိုးကြွေရိုက်သွားရရရမှာမဟုတ်ဘူးလို့ဆရာမလေးမှအနာခက်ရှိတယ်နော်ဆရာမကျမရဲ့တမီးမလေးအနာခက်ရှိတယ် ကလေးကိုအเจ้าမပြောအောင်ကျမတို့မလုပ်ရဘူးတခုခုဖြစ်လို့ကျမကနားလည်မှုနဲ့ဒီလိုပဲတန်းလာလို့ကျမလာအဆင်အဆင်တက်သွားရင်ကျမရဲ့အနာကမနာမမဖြစ်သွားမယ်ဆရာမကျမစီတနာနဲ့ပြောတာမိဘတိုင်းကကျမလိုစိတ်မျိုးမဟုတ်ဘူးကျမကဒါကိုချင်းစာလို့ဒီလိုလာတွေ့တာကျမနေရာမှာတခြားမိဘပတ်စံအင်မတန်ချမ်းသာတဲ့မိဘတွေတက်စီမီတစင်အဆင်ကျော်ပြီးတက်ချသွားလိုက်ရင်ဆရာမရဲ့အနာကလေးဘလို့ဖြစ်သွားမယ်ချမ်းသာတော့လို့မနေ့လည်းပြောခဲ့ပါတယ်တော်တော်ကိုစိတ်ဆိုးလိုက်ဒီမှာကြည့်ဒီမှာတက်တည်နေတော့ကြာတယ်ဒေါ်လာဖြစ်လို့လို့မျက်ရည်တွေထွက်တာတိကျမှာ အင်မတန်အလှကြိုက်တာညက်ညီနေတဲ့တွက်ချတာတဏ္ဍာဟိုင်းတောင်ပွက်ပုံအဲ့ဖြစ်ကတော့အဲ့ဒါပဲအမောက်လည်းတခါလေးပြောပြလိုက်ပြန်ရှင်းမကြတတ်နော်အဲ့ဒါပြောပြတာတော်တော်ကိုစိတ်ဆိုးတယ်အဲ့ဒါနဲ့မနှမ်းပြောပြအောင်မသိလားကျမကလို့ကြောင်းနာမည်မထဲဘူးနော်လို့အခုဆီယမကကြီးကဘယ်လိုပြောလဲဆိုတော့ဆီယမတဘောပဲတဲ့အမတဘောတဲ့အမကမှကြောင်းနာမည်ထဲလေအမရဲ့လွတ်လပ်ခွင့်နဲ့နာမည်ခေါ်လဲအမလွတ်လပ်ခွင့်နဲ့အဲ့ဒါကြောင့်မနှမ်းကမန်နေသွားပြန်ပြေးလိုက်တယ်ဟုတ်တယ်လေဟာဆီယမရဲ့နားလည်မှုနဲ့မထဲပါနဲ့ထားလိုက်ပါဆီယမရဲ့ပြရာပြကြောင်းအတိုင်းကြီးပဲထားလိုက်ပါ ပြီးပါစေလို့ပြောရင်မနဲ့မပြောမဖြေဘူးဘုသူမင်းမေးဘယ်ကြောင်းမှမနဲ့မဖြေအခုတူအမဆရာမရဲ့လွတ်လပ်ခွင့်နေတယ်ဆရာမပါဆရာမလည်းကြောင်းနံပါတ်ထည့်ချင်တယ်မထည့်ချင်နေဆိုမှတော့မေးလိုက်တယ်လေခခွဲလတ်တော့ဆရာမနောင်နောင်ဆန္ဒဝင်းဒါပဲကဲခခွဲလတ်တော့နော်ဆရာမနောင်နောင်ဆန္ဒဝင်းပေါ့နော်ဒီဆရာမရေလောက်ဆောင်မှုဒီပေါ့နော်အဲ့လိုမျိုးဆရာမရေပြောမှာဆိုရင်မထိနိုင်တဲ့ဒေါသတရားတွေကြောင့်ပေါ့နော်အဲ့လိုမျိုးတောင်းသွားတယ်နိနာမှုတွေပေါ့နော်ចောင်းသူ ဟိနာမှုတွေနောက်တစ်ခါမိဖားတို့ရေပေါ့နော်ကျောင်းသားမိဖားတို့ရေပောက်ကွေးမှုတွေကိုတွေ့ရှိရတာဖြစ်ပါတယ်ကဲဆရာမနောက်ဆုံးမှပြပြလေးလေးနော်ဖြည့်ရှင်းပေးလိုက်ပြီဆိုတဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ viewer များနောက်အကုန်လုံးနားထောင်ပြီးသားဖြစ်မှာပါပဲနော်ဒီဗီဒီယိုလေးမှာအဆက်ဆုံးအကုန်လုံးပါပါတယ်ရှင်းပြတဲ့ဥစ္စာလေးအရင်ကောင်းပါတယ်ဆိုတော့ဆရာလို့နော်လှုပ်လာပြီဆိုလို့ရှိရင်စေရနာနိနာဝါဒနာအဲ့လိုအနာတွေရှိမှဆရာလို့ခေါ်ရမှာဖြစ်ပါတယ်မိဖားတွေမှာလည်း ဂုံတွေရှိသေးဆရာသမားတွေမှာလည်းဂုံထူးဝိသက်တာတွေရှိသေးဒီဂုံတွေကတော့အလကားထားတာမဟုတ်ဘူးเนาะအဲ့လိုမျိုးလို့လို့မှာအဲ့လိုမျိုးစရဏရဲ့နေတာရဲ့ဝါသနာရဲ့ရောဒီနာ၃နာရှိမှသာလျင်သူတို့ဆရာလို့ခွာတက်မဲ့ရမှာဖြစ်ပါတယ်ဒါကြောင့်ခုရှင်းပြတော့တဲ့အမပေါ့เนาะမန္တန်ဒီရှင်းပြတော့တဲ့အမပြောတဲ့ဥစ္စာလေးအရင်လေးကောင်းပါတယ်เนาะကျွန်တော်ရေးပြပါမြန်လေးအရင်နားလေးသဘောပေါက်မေးလို့ထင်မိပါတယ်ဗျာ ဆိုတော့ဒီလိုပြဿနာတွေဖြစ်လာပြီဆိုလို့ရှိရင်ပေါ့နော်ဒေါသနေရှိထားပြီးတော့နော်ရင်ဆိုင်ဖြည့်ရှင်းတာကတော့နှုတ်နှစ်ပတ်အတွက်အကျိုးမရှိပါဘူးကျွန်တော်တို့အပြစ်တွေပေါ့နော်အရိပ်ပင်မရှိတဲ့ဟာတွေနစ်နာမှုတွေပေါ့နော်ဆုံးရှုံးမှုတွေကိုခံစားရမှာဖြစ်ပါတယ်အကျိုးကြောင့်လေဆက်ဆက်ပြီးပေါ့နော်ခလေးကိုကြောင်းသားကြောင်းသူတွေကိုပေါ့နော်ဆရာတွေကကင်တွေဖြည့်ရှင်းသင်ပါတယ်ဒေါသဆိုတဲ့အရာကကျွန်တော်တို့ပေါ့နော်အမှားတွေအမှန်တွေကိုမမြင်နိုင်တဲ့အရာလေးတွေပေါ့နော်ဒေါသထွက်လာပြီဆိုလို့ရှိရင်လူတွေဟာအရန်ကိုကြောက်ရွံ့စရာကောင်းတာပေါ့နော် ကြောက်ရွံ့စရာကောင်းတဲ့အဆင့်ကိုရောက်ရှိပြီးတော့သူ့ရဲ့အချက်တွေတိတ်ခါတွေနော်ဆိုရင်ဟာနောက်တစ်ခါကျွန်တော်တို့အနာဂတ်တွေပေါ့နော်ဒါတွေကိုကျွန်တော်တို့အမှားမှန်ကိုမမြင်နိုင်တဲ့အနေထားလေးကိုရောက်ရှိတော့မှဖြစ်ပါလေအဲအကြောင်းခုနကအမကြီးပြောသလိုပဲဆရာမတွေမှာအနာဂတ်ရှိပါသေးတယ်ကျောင်းသားတွေမှာလည်းအနာဂတ်ရှိပါသေးတယ်ဆိုတော့ဒီပြည့်စုံပုံမှာဖြစ်တဲ့အရာလေးကိုတော့နော်ပြပြလေးဖြည့်ရှင်းတော့ဖို့နော်နောက်တစ်ခါဆရာမတွေဟာလေအဲ့လိုကလေးတွေကိုပေါ့နော်နေ့စနေ့ကြကြကင်တွေဖြည့်ရှင်းပေးဖို့ မိဖတွေကလည်းပဲကိုသားသမီးဖြစ်လာပြီဆိုတော့ဘယ်သူမှမခံနိုင်ဘူးယဉ်ကျိုးရမှာဖြစ်ပါတယ်။အဲကြောင့်သားသမီးတွေကိုနော်ကလေးကလေးကိုပေါ့နော်ဆရာမတွေကရိုက်တဲ့ခါလေးပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုလို့ရှိရင်တော်တော်ညံ့ညတန်ရတန်ကြီးရအောင်ပေါ့နော်ဒီလိုမရိုက်သင့်ဘူးမလုပ်သင့်ဘူးသူတို့လက်ကလေးပိုက်ပြီးတော့ပေါ့နော်တုတ်လေးနဲ့တက်တက်လေးနဲ့ပေါ့နော်တုတ်တက်တက်ပေါ့နော်ရိုက်သင့်ပါတယ်မှတ်သားစရာလေးဟိုမှတ်လောက်တက်လောက်အောင်ပေါ့နော်ဒီလိုအထင်းမှာပေါ့နော်တန်ရတွေရအောင် ပါးတွေကိုပေါ့နော်လူမြင်တဲ့နေရာလေးကိုပါးတွေရိုက်တဲ့နေရာလေးလက်သီးထိုးတဲ့ဟာတွေဆရာတွေဆရာမတွေမလုံသိမ့်ပါဘူးလို့မြင်မိပါတယ်ဗျာအဲကြောင်ဒီလိုအဖြစ်မျိုးတွေကြုံလာပြီဆိုလို့ရှိရင်ပေါ့နော်နှစ်ဖက်နှစ်ဦးနှစ်ဖက်ကတာဝန်ရှိပါတယ်နံပါတ်၁ကတော့ဆရာမတွေပေါ့နော်ဆရာသမားတွေကအရန်ကိုအရေးကြီးပါတယ်ဂိုင်တွေဖြစ်ချင်းရမယ်နေစနေပိုင်းတွေစိတ်ပိုင်းဆရာတွေအကြောင်းသားအကြောင်းသူတွေလူတယောက်ကိုထိန်းဖို့ဆိုတာအရန်ခက်ခဲပါတယ်ဘာဖြစ်ဆိုလို့ရှိရင်လူတိုင်းမှာကိုယ်ပိုင်ခံစားချက်တွေရှိကြတယ် ကိုယ်ပိုင်အသိဉာဏ်တွေရှိရတယ်ကိုယ်ပိုင်ဘုဒ္ဓတရားတွေရှိကြတယ်ဒါကိုဆရာမတွေဆရာတွေကနော်လူတယောက်ကလေးတယောက်ကိုပေါ့နော်ကိုယ်ကြောင့်သားကြောင့်သူတရားကိုတရားရခိုင်နှုံးမသိပေမဲ့လေ900ရခိုင်နှုံးလောက်က900ရခိုင်နှုံးလောက်ပေါ့နော်ကလေးအကြောင်းအရာလေးတွေစိတ်တဲ့ပိုင်းဆရာလေးကိုသိသိရှိဖို့လိုပါတယ်ဒါမှလည်းဆရာလို့ဖွဲ့ရမှာဖြစ်ပါတယ်နော်ဆရာဆိုတာကြောက်တုံတစ်ခါကြောက်သလိုနောက်တစ်ခါကြောက်အောင်လေးကျွန်တော်တို့ရှင်းရမှာဖြစ်ပါတယ်နော်ဆရာမဆိုတာကလေးတွေကိုကြောက်အောင်လေးရှင်းပေးရမယ် နောက်တစ်ခါသူ့ကိုပြောချွင်အောင်လေးပေါ့နော်သူ့ကို shop ပြရမှာပေါ့နော်အဲ့လိုမျိုးကြောက်တလေငေါက်တလေပေါ့နော်ကြောက်လိုက်ငေါက်လိုက်အဲ့လိုမျိုးပေါ့နော်သူ့ရဲ့ကလေးတွေကလည်းဆရာကိုလေးစားအောင်ပြောဆိုဆုံးမှာဆုံးမရမှာဖြစ်ပါတယ်ဆရာကိုဆရာလို့ကလေးတွေကမလေးစားနိုင်တာဆရာဆရာမတွေမှလည်းတာဝန်ရှိပါတယ်အဲအကြောင်းကုခိကလေးတွေကလည်းပြောမယ်ဆိုလို့ရှိရင်ရိုင်းစိုင်းတဲ့အနေထားလေးကိုရောက်ရှိတာကိုတွေ့ရှိရပါတယ်အဲအကြောင်း ပြောမယ်ဆိုလို့ရှိရင်တော့သာသမီမကောင်းတော့မိဖကောင်းဆိုသလိုပဲနော်တပည့်မကောင်းတော့ဆရာကောင်းဖြစ်ရမှာပဲဖြစ်ပါလေအဲဒါကြောင့်ဒီအမပြောတော့သလိုပဲပေါ့နော်အနာကက်ရှိသောဆရာမတွေပေါ့နော်တပည့်လေးတွေနောက်ဒီလိုအဖြစ်မျိုးမှာမကြုံရလေအောင်ပေါ့နော်ပြပြချွချွင်းလှပတဲ့လှပတဲ့ပေါ့နော်ဘဝခရီးပညာရေးခရီးမြောက်ကိုဆက်လက်ရှောင်းလန်းနိုင်ကြပါစေလို့ကျွန်တော်နော်မေတ္တာပို့သဆန္ဒပြုလိုက်ရပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုများဘလို့မှတ်ချပေးရှင်သလေးကျွန်တော်ရဲ့ဗီဒီယိုရဲ့နော်တောင်ရည်သူ YouTube channel အဲ့တော့က Edit Dolphin ညူးချိန်တွေတို့မှာလေးပဲเนาะ Committee မှာဆွေးနွေးတော့ကြပါအောင်လို့ကျွန်တော်ဒီဗီဒီယိုများကိုဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။နောက်သင်ဆက်လာမယ့်ဗီဒီယိုများမှာလည်းပြန်လည်ဆုံဆိပ်ဖို့ကျွန်တော်ဒီဗီဒီယိုများကိုဖိတ်ခေါ်လိုက်ရပါတယ်။ဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်။